ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမရွှေရင်နှင်းမြို့သားရေးသားထားတဲ့ရင်ထဲကကွန်းတောင်ကိုင်းဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ရင်ထဲကကွန်းတောင်ကိုင်း OA ဒုခိတုံးကအတူဆိုတာတိတ်ပျော်စရာကောင်းတာညီတို့ခင်နဲ့မတူပါအမေကအခုချိန်ထိကိုတိုင်လဲ၍တောင်းနေစေဖြစ်သောကြောင်ပူပဲဆက်လိတ်ကိုအုံမုတ်ခွက်ထဲသို့ထိုးထည့်ရင်းဝမ်းကိုပတ်၍လိမ့်ထားသည့်ဒိုင်းတောင်တောင်ကိုဆွဲယူသည် ရေလက်ကိုင်းတန်ခွင်းထဲထည့်ထားသည့်ဒုံတန်လေးနှင့်ရေပင်းကိုလှဲ့ကာကုံသွားသောခြီဝင်မှခြီစားကိုဆက်သည်ခြီဝင်လေးများကိုတန်ချုံရှည်တစ်ခုတွင်စုပ်ပြီးခြီချရဟန်းနှင့်ခြီချနေသောလှပုံမှအမိကိုစိတ်ဝင်တစားလှမ်းကြည့်လိုက်မိသည်ဒီနေရာမှာအလူရှိတယ်ဆိုတာသိပြီးကလေးကအလူဆိုသောစကလုံးကလှပုံကိုတော်ကလေးဖန်ဆားနေတာဖြစ်သည်လာပုံလူရွာကရွာကြီးဖြစ်နေတော့လူမျိုးစုလင်းတင်းရာကျော်ကုန်ပြီဟုပြောကြ၏ ထို့ကြောင့်တော်ယုံတန်ယုံတိတ်မလူနိုင်ကြသောအခါပက်လေရွာတီးတီးလေးတွေမှသာအလှပေါ်ပြီးလှပုံလူရွာမှကြအလှကရှားပါးကုန်ဖြစ်နေရသည်တင်းကိုထောင်ချီ၍ချမ်းသာကြသည့်မြူးကြီးကလူတချို့အတွက်တင်းရကနန်းသည်မပြောပါတော့တော့လဲလှပုံတို့တော့မှတော့တင်းတရားကျော်သည်တော်တော်ကြီးကိုကြောက်မဲ့ပွဲကောင်းသောငွေကြီးပမာဏပဲဖြစ်ပါသည်တို့အလှလုံးကဆိုရင်ဟင်အမေတို့အလှကျုပ်အဲ့ဒီတော့ကဘယ်ရွယ်တော့ ညီကိုကြီးက73နှစ်သားလောက်ဆိုတော့ညီကဘာရှိအောင်မှာတော့တုံးလေးလာသမီးလေးအနှီးတွင်းပေါ့ဟင်အမေတို့ကလည်းကျုပ်ကြီးမှလူတော်မဟုတ်ဘူးအဲ့ဒီရွယ်စုကျုပ်ကဘာမှတ်မိမှာတော့ဓာတ်ပုံလေးပါတွေကြလည်းမရှိအေးအေးအဲ့ဒီခေတ်ကရိုက်တဲ့ဓာတ်ပုံကသုံးချောင်းထောက်ခုံပေါ်တင်ပြီးရိုက်ရတာအဲ့ဒါအမေကိုအလှူမှဆိုပြီးပြေးဝဲကြတော့သုံးချောင်းနောက်စင်ကိုတိုက်ဟိပ်ပြီးဓာတ်အိုးကကွဲသွားတာနဲ့မရိုက်ရတော့ဘူး ဓာတ်ပုံမရရဗီဒီယိုမရရနဲ့ဘယ်ပြောစရာကောင်းမှာတော့မရပြင်းစရာကြီးအမေတော့ပြောစရာကောင်းလိုက်တာမှဟိုဘက်တောင်းလို့ဒီမိတို့ခေတ်ကအလှဆိုတာဟိုဟာဆိုလဲဝယ်လိုက်ဒီဟာဆိုလဲဝယ်လိုက်နဲ့ငွေကြီးနဲ့ရှည်တန်းနေလုံးကြရတာဒုခိတုံးကအလှဆိုတာစေတနာနဲ့လှူအားကိုဝိုင်းဝန်းလှူကြတာရွာထဲကိုလှူမယ်လို့စသတင်းလွှင့်ကလေးကပျော်အားစပြီအမေမျက်နှာကလှူပြီးအလှူကြီးစေတနာတွေရောင်မြန်ဟက်လာဟန်နဲ့လူပြူသွားကပြုံးနေသည် လှပုံမင်းကိုကြည့်၍ရေးလိုက်သည် အလဲအမေကစကားတွေတောင်တက်လို့ဟဲ့မဟုတ်တာပြောတာမဟုတ်ဘူးအဟုတ်ပြောတာမလှူခင်တလားလောက်ခရေကပြောင်းဖူးဘက်တွေဝဲစနိတ်ဖက်တွေအက်ကလဲဘဲတွေကြိတ်ကြခွဲကြအဲ့ဒီကလေးကအလှူအတွက်အလှူအတွက်နဲ့လုံနေကြရတော့ကုသူကရနေပြီအမေကလည်းစိတ်လိမ်များဝဲလိုက်ပြီးရောဝဲစရာမလိုပါဘူးအေးအဲ့ဒီတော့ကစနိတ်ကိုဝဲတောက်တဲ့လူဆိုတာခက်ရှားရှားအိမ်မှာကိုပါသာလိမ့်တောက်ကြတဲ့ဥစ္စာ လူတွေကိုကိုလိုအားပါခြင်းလို့ဟိုလူကလိတ်ပေးမယ်ဒီလူကလိတ်ပေးမယ်နဲ့လိတ်ပေးမယ်သူကလည်းပေါ်မှာပေါ်အမေအမေတို့လူကဘာကြွေးတာတော့ငချောက်ကျော်ပဲကျော်ပဲဒီချင်းရုံသီးကျော်နဲ့မှန်ရောင်ဟင်းကျူပေါ့ဤစားကောင်းလို့အခါလေတောင်ပြောမပြီးကြဘူးမှန်ရောင်ဟင်းကျူဆိုသည်ကကြက်သွန်ဤကြက်သွန်ပြူဂျင်းတို့ဖြင့်စီတက်ထားသောရေဟင်းကျူကိုခေါ်ခြင်းဖြစ်ပါသည်ဂျင်းကြက်သွန်ပြူနဲ့မှုေးက ရေပေါ်တွင် စီဝေး၍မှန်ရောင်ထနေသော ရေဟင်းကြိုဟင်းသည်အညာအလှူများ၌လက်မလဲသော ဟင်းသမဲဖြစ်ပါသည်အလှူမန်းနံကူရွာသားများကတချင်းကြော်ကြော်ဖြင့်ဝိုင်းဝန်းတိဆောက်ကြနေသည့်အချိန်တွင်မိန်းကလေးများကဆံရွေးသည့်သူက၍ကြက်သွန်လှီးသူကလှီးဂျင်းထိုးသည့်သူကထိုးလက်ဖက်နှက်သူကနှက်နှင့်သူစားနောက်ကိုလောင်ပြောင်ကရေမောပျော်ရှင်၍လှုပ်ရှားနေကြလိမ့်မည်ထိုချိန်တွင်ထင်းကူခုတ်ပေးသောထင်းလင်းများလည်းရောက်လာနိုင်သည် ပဲဒီပင်ဖောက်ခိုင်းထားသောရွာမှပဲဒီပင်ပေါင်များကိုရိုင်းနှင်းပတ်၍လာပို့သောပဲဒီပင်ပေါက်လှဲများလည်းရောက်လာနိုင်သည်အခါကြီးဝင်နေမဟုတ်ဘဲစေတနာဖြင့်သာအလှူကိုလှူအောက်ကုသူဝင်ကြသည့်ထိုလူများအားအလှူရှင်ကရင်းနှွေးချမ်းလက်ဖက်စလိတ်တို့ဖြင့်ဧကံတမင်းကျွေးတန်ကျွေးယုံဖြင့်လုံလောက်ပါသည်နေ့အခါမကြီးရိတ်တမာရိတ်တွေမှညအခါလာရောက်သူမဟုတ်ထိုခေတ်ကအောင်းလင်းတံမီရောင်အောင်မှတရွာလုံးဤပွဲတစ်ခုလိုဖြစ်နေသည့် အလှပွဲတွေပုပ်ပါစေတနာများဖြင့်တက်ကြွလှုပ်ရှားနေကြသည့်အလှမြင်ကွင်းကို အမေပြောဖြင့်မြင်ရောင်းရင်းလှပုံမှာပျော်ရွှင်လာရသည်အမေအမေငငယ်တုန်းကကွမ်းတောင်ကင်ဘူးလားယခုချိန်ထိအသားဖြူဖြူမျက်လုံးမျက်ကုံးကောင်းကောင်းနှာလန်ပေါ်ပေါ်နှင့်အချိန်ကအချောအလှစင်းဝင်တူဖြစ်သောအမေကိုလှပုံသတိပြရမေးလိုက်၏ကင်ဘူးလားပေါ့ဤအဲ့ဒီခေတ်ကကွမ်းတောင်ကင်ဆိုတာ အခုခေတ်လိုကြိုးဖိတ်ထားတာမဲနိုင်ထားတာမျိုးဘယ်မှာဟုတ်တော့ အလှူပွဲလှည့်လာတဲ့အပြူတွေကိုကြည့်ပြီးမှအပြူကောင်းတွေမျက်စိနဲ့အသင့်တော်ဆုံးဆိုတဲ့သူကိုညာစိမ့်ဖက်ကွမ်းတောင်ကောက်ပေးတာညာစိမ့်ဖက်ကွမ်းတောင်ဆိုတာချိုးတိုင်းလှတိုင်းနဲ့ခံရတာမဟုတ်ဘူးအာတော့ကမင်းကြီးရဲ့ရေရင်းမောင်း၈တောင်းလေးတောင်ရေကန်မောင်း၈တောင်းလေးတောင်ဟူတဲ့အလှူထက်ပိုပြီးတော့အကျိုးကျေးဇူးကြီးတဲ့သာသနာအမွေခံအလှူဆိုတော့အတိတ်ကောင်းနမိတ်ကောင်းတွေကိုယူရတယ်ညာစိမ့်ဖက်ကွမ်းတောင်ခံရတဲ့သူဟာချုံးယုံလှယုံနေမကဘူးမိစုံဖားစုံရှိရမယ် အကျင့်စာရိတ္တကောင်းရမယ်ဒီလိုလူမျိုးမှကိုင်းအောင်ဂိုင်းဆိုတဲ့ဂုံပုံးနဲ့ညီတယ်ဆိုပြီးကိုင်းအောင်ဂိုင်းခိုင်းတာအမေကအဲ့ဒီဖက်စင်းကိုင်းအောင်ဂိုင်းရတာပေါ့အေးပေါ့အမေကိုဆိုရင်အပြူကောင်းကအသာလေးလက်တို့ခေါ်သွားပြီးညာစိမ့်မဲ့ကိုင်းအောင်ကောက်ပြီးတာဒါပေမဲ့နောက်တော့အဖေဆုံးသွားတာနဲ့အမေလည်းကိုင်းအောင်မဂိုင်းရတော့ပါဘူးအဲ့ဒီကြအမေကအလှပွဲလေတွေမလိုက်တော့ဘူးလားလိုက်တာပေါ့အေးအဲ့ဒီခေတ်ကနှထွင်းတွေထိုင်နေလှဲပေါ်လိုက်ရတဲ့ ။နေရန်ထင်းတွေကလည်းကွန်းအောင်ကိုင်းတွေလိုပဲအရေးကြီးတဲ့သူတွေပေါ့။ကွန်းအောင်မကိုင်းရတော့အမေတို့ကနေရန်ထင်းပေါ်အေး။သူတို့နွားလာကြောင်းကောင်းကြောင်းကြွားကျင်တဲ့နွားပိုင်ရှင်ကာလသားတွေကဘလူပွဲလှည့်မျိုးတွေမှာသူတို့နွားတွေကိုပပွားတွေ၊လက်ပတ်ကျိုးတွေ၊ကပတ်ကျိုးတွေနဲ့အစွမ်းကုန်အလှပြင်ပြီးသူတို့လဲပေါ်သူတို့ခေါ်ခြင်းနဲ့အပြူကျော်တွေပါဖို့အပြူကောင်းတွေကိုကတ်ပြောပြီးခေါ်ကြတာလေ။ဒါဆိုအမေကိုလှဲပေါ်ခေါ်ခြင်းတဲ့သူတွေဝိုင်းနေမှာပေါ့။ အမေကငယ်တွေးနှင့်ပြုံးနေသည်အမေကလည်းအဖေကိုဘာလို့ယူရတာရောလာဘုံဤမကြည်မနဲ့စကားကိုအမေကအံ့ဩဟန်ဖြင့်ကြည်နေသည်ဟဲ့ဘာဖြစ်လို့ရောအသားမဲပြီးမလှတဲ့အဖေကိုယူတော့ကျုပ်ကအဖေကိုသွားလူပြီးမလှတော့ဘူးပေါ့အမေကမွေးပြီးအမေကအမေနဲ့တူအောင်လည်းမမွေးဘူးဟဲ့ဩခက်ပါလှဘုံရဲ့အမေကတဟားဟားရေတော့သည်ညိုညိုမကမဲဒီဘက်တောင်ရောက်သည့်အသားရဲ့ပူဒီဘက်ကိုရောက်သည့်အရက်ရဲ့ ဇေဥဘုံကိုလုံးရဲ့ပွေးတကောင်ဤမျက်လုံးများနှင့်မှားလာဟန်လူသည့်မျက်လုံးရဲ့ထော်တော်ကန့်လန့်အတော်နိုင်လာသည့်နှကန်းရဲ့ဖရီလေးတများများနှင့်အမဲလုံးလို့ရှိနေတတ်သောအဖေကြောင့်ဒေးတန်းနှင့်ကြောင်းထွက်ရကန်းရဲသည့်ခါရဲ့ပေါင်းတင်ဝါကောက်ဂျုံရင်လိုက်သည့်ခါလိုက်နှင့်ဝမ်းကြောင်းနေရသည့်သူ့ဘဝရဲ့ကလှဘုံကိုကွမ်းအောင်နှင့်အိမ်မက်မြပင်စိတ်မကူးနိုင်အောင်ဝေးကွာစေခဲ့သည်သို့သောလူတကူချင်းတစ်လုံးတော့အ ਨੇ ဆုံးရှိတယ်ဆိုရင် လာဘုံဘွားတွင်အတောင်တာဆုံးအလူချင်းဆုံးဆန္ဒတစ်ခုရှိခဲ့သည်ထိုရာကတော့အလူပွဲတစ်ခုတွင်လှပစွာဝစ်စားရှောင်းလန်းကကွမ်းတော်ကင်လိုက်ခြင်းသောဆန္ဒပင်ဖြစ်သည်လှဘုံရေလှဘုံခေါ်တန်းကြောင့်နေရာမှထား၍လှဘုံအိမ်ပြင်သို့ထွက်လိုက်သည်လက်ထဲတွင်အထုပ်တထုပ်ကင်ထားသောလှဘုံ၏ကစားဘုံအရွယ်ရောက်တော့လဲလှဘုံတို့အစအစရရာကူညီပေးတတ်သောငယ်တငယ်ချင်းဖူးညူကိုတွေ့ရသည်ယော့သူကလက်ထဲမှအထုပ်ကိုလှမ်းပေးသည် ဒါတွေတော့အဲ့ဒါတွေအကုန်လုံးမိဖို့တည်းထည့်ပြလိုက်အဲ့ဒါနင်းနဲ့တိုက်တယ်ဆိုတဲ့ခလုတ်ဘာရဲ့ဖိုးညူကအစိမ့်မရှင်ဟန်နဲ့လှပုံမျက်နှာကိုအကြည့်တစ်ချက်ဖြတ်သည်နင်းဟိုနေ့ကတော့ကပြန်ခလုတ်တိုက်မိလို့ချီမချေသေးလန်သွားတယ်ဆိုအဲ့ဒါနဲ့အဲ့ဒီခလုတ်ကိုမကျေနပ်လို့ဓာတ်နဲ့သွားခုလာတာနင်းလေထဲကဟာအဲ့ဒီတင်းကော့ရှင်းပြီလားနင်းခိုင်းမိရင်နင်းနာတာထက်ငါရင်ထဲကပူနာတယ်ဟင် အာမေရိတန်ပင်ဘာထွက်ရမှန်းမသိအောင်ဖြစ်ကလှပုံဖူးညူဤမျက်နှာကိုတန်းအောကြည့်မိသည်ဖူးညူမျက်နှာကခတ်တည်သည်သို့သောပတ်တိစီထားသောခြေမအနာနှင့်လှပုံမျက်နှာစီအကြည့်များရှက်တိုက်ပြန်သန်းသွားသောဖူးညူမျက်လုံးများတွင်အယောင်တစ်မျိုးကိုခိုက်ရိပ်ရိပ်တွေးလိုက်ရသလိုရှိလေသည်ငောင်ကွမ်းအောင်ကိုင်းတိတ်ကိုင်မှုကျင်သာပဲဖူးညူရဲ့တိလားဒါပေမဲ့ငါလူယုံမလားတဲ့ပြင်ဘာကုံဒရက်မှမရှိတဲ့ ကြီးတယ်မကဘယ်တော့မှကွမ်းတောင်ကင်ဘူးမှမဟုတ်ပါဘူးဟာနင်းကလည်းဟာနင်းကလည်းမဟာနဲ့အမေကပြောတယ်ကွမ်းတောင်ကင်နေဆိုတာရွာကပေးတဲ့ရွာရဲ့တူလီတော့အလှမယ်ပွဲတဲ့ကွမ်းတောင်ကင်ဆိုတဲ့စီမံကုန်းဘုတ်တွေနဲ့ပြည်စုံမှကင်ရတာတဲ့တိတ်ကုန်းယူဘူးကောင်းတာတဲ့တိလားလာဘုံစကားကိုနားထောင်ပြီးဖိုးညူကတဟာဟာအော်ရဲတော့အလှဘုံမျက်မှောင်ကျုံသွားရသည်။ဘာရဲတာတော့ရေစရာလက်တစ်စက်မှမပါဘဲနဲ့ နေ့အမေတို့ခေတ်ကဟာတွေလာပြောမနေစမ်းပါနဲ့လှပုံရအခုခေတ်ကြီးကတိုးတက်နေပြီဟအဲ့ဒါနဲ့ဘာဆိုင်လို့တော့ဆိုင်တာပေါ့ဟခေတ်ကတိုးတက်လာသလိုလူဦးရေကလည်းတိုးတက်လာတယ်အဲ့ဒါကြောင့်ကွမ်းတောင်လုံးတဲ့အကြီးတွေကလည်းတိုးတက်လာတယ်ဟိုတနေ့ကငါလိုက်သွားတဲ့ပေါက်ကြီးကိုတို့အလူများအဲ့ဒီညာစိမ့်ဖက်ကွမ်းတောင်ကအခု30ပန်းတောင်ကအခု90ကျန်တဲ့ရွှေကလတ်တွေရွှေစိုးအုပ်တွေကလည်းအများကြီးဒါတောင်အစိုးကြီးရောက်အောင်သွားပြီးဥတဲ့သူကဥထားတာ အပြူကောင်းကသူညီမတွေဒူမတွေအတွက်ဖွက်ထားသူကဖွက်ထားလူတဲ့သူကလူနဲ့လောက်တောင်မလောက်ဘူးကွမ်းအောင်ဆိုတာရွာရဲ့ဂုံယူစရာအလှမယ်ဘွဲ့ဘဲဟုတ်တော့လို့လဲဟာဘာပဲဖြစ်ဖြစ်ငါကတော့ဂုံယူတယ်၊ကင်ကျင်တယ်ဒါပဲဖိုးညူကသူ့ကိုခက်ဆူးဆူးစိုက်ကြည့်သည်နေ့မှာအဖေအမေကလည်းအပြည့်စုံရှိသားပဲကောင်းပြီနေသိမ့်ကင်ရင်အလှနေ့မှာနင်းကွမ်းအောင်ကင်စီရမယ်အိမ်လေးမှာကင်ဖို့နင်းအစင်းလေးပြင်ထားပြီတော့ ယုံကြည်ချက်အပြည့်ဖြင့်ပြောသွားသောဖူးညူနောက်ကျောကိုငေးကြည့်ရင်းလှပုံမရေတရေနှင့်ကြံရင်ခဲ့လေသည်။မျက်နာကိုငဲဆောင်၍မှန်ကြည့်လိုက်သည်။မှန်ကြည့်ရင်းမှအမေပြောမှုသောဘိုင်းကလေးနေချင်းပြီးဟဲ့ဆန်တလမဲချက်နှစ်ရက်စာဟဲ့ဆိုသောသူသမီးကိုလမ်းထွက်ရိုက်သည်ဆိုသောသားမီးကိုတရီရ၍ပြုံးမိသေးသည်။အမေစကားကိုနားမလည်၍ပြန်မေးကြည့်တော့အကြီးတန်းသောသမီးကိုမွေးထားမိသောအမေကသူသမီးကိုကြိုက်မဲ့သူမရှိမှဆိုတာကြောင့် ူသမီးအကြီးချင်းများကိုလမ်းထွက်၍ကြုံညာတာဖြစ်ပါတဲ့ဘိုင်းတရင် နေချင်းပြီးဆိုတာကတင်းနှောင်းနဲ့ထဲထားတဲ့ဘိုင်းနှောင်းလေးကိုတနေ့နေ့နဲ့ပြီးအောင်ငင်းနိုင်သူဖြစ်တယ်လို့သူသမီးအလုပ်ဖြစ်ကြောင်းကြွားတာစန်တလမဲကျက်နှစ်ရက်စားဆိုတာက သူသမီးကအဲ့ဒီလိုအလုံးလုံးတဲ့သူဖြစ်ပေမဲ့အစားတော့တိမ်မစားနိုင်ပါဘူးနှစ်ရက်စားမှလို့စီဘူးတဘူးသာကုန်ပါတယ်လို့ပြောတာသူသမီးရည်ချင်းတွေကိုလူသိအောင်ကြောညာခြင်းနဲ့အတွက်သမီးကိုအကြောင်းရှာပြီးလမ်းထွက်ရိုက်တာဟုပြောသည် လှပေါ်အမေစကားကိုပြန်ကြားရောင်းရင်သူလည်းအဲ့ဒီလိုဘိုင်းတရင်နေချင်းပြီးဆန်တလမဲ့ချက်နှစ်ရက်စားဖြစ်နေပြီလားဟူသောတွေးနှင့်ရဲလိုက်မိသည်မြို့လေကမန်းနံအကျက်မာတဲ့ကုသူเจ้าကြီးရဲ့အိုးအလူအိမ်မှတချင်းတန်ကလှပုံစီတို့ပြန်လွင်လာသည်အိုးမြန်မြန်လုံးမှဖြစ်မည်ညနေအလူပွဲလဲခြင်းကတဖြည်းဖြည်းနီးလာနေပြီလှပုံသူမကြီးအလှပြင်လုပ်ငန်းကို အမြန်စတင်လိုက်သည် ညနေအလှပွဲလှဲတွင်ကွမ်းတော်ကရမီဟုဖိုးညူကအသေးချာဂရိပေးသွားတာပဲမျက်နာပေါ်သို့ပထမဦးဆုံးမောင်မဟေသည်မိကပ်ကိုအစဲချ၍ညီညီညာညာပို့လိန်လိုက်သည်နောက်ဒေါ်သည်တနခအစစ်မှုန်နှင့်ပြည်တွင်းဖြစ်တင်းမှုန်ကိုရော၍ကြောက်ပြင်းမော်တင်းကခက်ဆီးစီအလှစီညီများကိုလောင်းထဲ၍ရောလိုက်သည်ထိုရောပြီးသားတနခများကိုမျက်နာပေါ်တွင်ညီညာစွာလိန်၍ဒေါ်သည်အစစ်မှုန်နှင့်တင်းမှုန်ကိုရောပြီးတိုးပတ်လေးနှင့်ပါပါလေးရိုက်လိုက်သည် မျက်လုံးနဲ့မျက်ကုံးကိုတော့ဓာခဲထဲမှဓာတ်တိုင်အင်းလေးချောင်းလေးကို ထုရိုက်အမှုန်ချေ၍စီထဲထားသောဆိုးစေးနှင့်အလှချေလိုက်သည်နှုတ်ခမ်းကိုရောင်စုံခဲတဲ့အနီလေးဖြင့်လိုင်းဖော်ဆိုးကအပေါ်မှအယောင်လက်အောင်အုံးစည်းလေးနည်းနည်းဆွတ်ပေးလိုက်သည်ဒါခင်မီအလှပြင်ပစ္စည်းတွေပါပဲယနေ့20တရာစုခေတ်တွင်ကြေးလဲပြူပြူမလှပုံဤကိုပိုင်အလှပြင်ပစ္စည်းနှင့်ကိုပိုင်အလှပြင်ဤစနစ်ဖြစ်ဤလှပုံဤတငယ်ချင်းများလဲဒီနည်းကိုပဲသုံးပါသည် သို့သောအထင်မသေးပါနဲ့မြို့ပေါ်မှတောင်းချီကုန်းခန်းကပြင်ထားသော မျက်နှာများကဲ့သို့ပင်တထေရာသည်လှပါသည်ဟုမြို့သူများကပင်ချီးကျူးရသောအလှပြင်သည်ဖြစ်ပါသည်အမေကတော့ပြောပါသည်မေတို့ခေတုံးကအလှပုံလို့လောက်ပင်အလှပြင်စရာပစ္စည်းမရှိပါတဲ့မျက်နှာကိုစုံလေပြန်မျက်နှာချီမှုန်းနှင့်ပြီးရပြီးနှုတ်ခမ်းကိုတော့ဆက်တုံဆက်ကူများကို ရေဆွ၍နှုတ်ခမ်းကိုကတ်ထားရသည်တဲ့ မြခုံနှင့်မြလုံးကိုတော့မိကျုံပြီးသားနတ်သမီးမိချစ်ဆန်နှင့်မြခုံမွေးဆွဲကြသည်လက်သေးများကိုအနီရောင်ပြင်းနေစေရန်ဒန်းရွယ်များကိုလက်သေးပေါ်ကပ်၍စီးထားကြရသည် ထိုပစ္စည်းများသည်ပင်ကျိန်ဆော်၍ချနေရလောက်အောင်အမိကိုကြိုက်သူတွေဝိုင်းဝိုင်းနေနေခဲ့သည်နဲ့လှပုံရဲချင်းချင်းဖြစ်သွားရပြီးဝေယာမိအဝတ်စားကိုရွေးချယ်လိုက်သည်ကိုအင်းကြီးဆွဲထုတ်ပြန်ထက်ဒီလုံးကြီးဆွဲထုတ်ပြန်ထက်လုံးနေသောလှပုံကို အမေမြင်းနဲ့တိုးတုံကတော့အင်ဂျီနုံကြီးတစုံနဲ့ပွဲတိုင်းပြီးခဲ့တာပါအေးဟုပြောအုံးမိအခုတော့အဖေကောမိကောအလှရောက်နေကြပြီမို့အိမ်မှာလှပုံတယောက်တည်းပဲကျန်တော့သည်လှပုံတကယ်ကြီးများကလည်းပုံညူစကားကိုယုံ၍ပုံညူကိုစောင့်ပြီးမှသွားမည်ဟုပြောတော့လှပုံကိုအယူမဟုကင်မွတ်တတ်၍အလှပွဲလှည့်သွားရန်လှပုံကိုလာမခေါ်ကြတော့ဒီတော့လှပုံပုံညူကိုဆက်ဆောင်ကပုံညူကိုအဖော်လုပ်၍သွားရန်သာရှိတော်သည် ။စိတ်ကြိုက်အတွေ့အုံဝိစုံတစုံကိုဝစ်ဆင်၍မှန်ကိုပြီးတက်ကြည့်လိုက်သည်။မှန်ကြည့်ရင်းမှမျက်လုံးနောက်မှရိတ်ခနဲမြင်ရသည့်နန်းကားဖြတ်သွားသည့်လူရိတ်ကိုလှမ်းကြည့်လိုက်မိသည်။ဖျားရည်ဘုံချိုးပြက်သည့်နတ်မိမယ်ဆိုတာအဲ့ဒါမျိုးလားဟုတွေးမိ၏။တဘုံကမန်းကလေးအပြင်ထွက်၍ပြေးလိုက်ကြည့်လိုက်သည်။အာလာလာလှလိုက်တာ။မျက်နာရောအဝေးစားရောဘာမှပြောစရာမရှိ။စတတိသမီးတက္ကသိုလ်ကျောင်းသူပြီးပြီးစိန်ွေရွှေတွေဆိုတာကလည်းခေါင်းကနေခြေထောက်ထိ ခြေချင်းကြီးဆိုအကြီးကြီးကာလာသားတွေကတော့ဘလို့နေမိမသိလာဘုံကတော့အသက်ရှူတောင်းမှားသွားရသည်သူမကရွှေခြေချင်းတွေကို ဝင်းကနေဝင်းကနေနေအောင်အလှန်ကြီးလှမ်း၍ရှေ့ခလန်းလန်းတွေရက်ဆောင်နေသောသူမအကိုကြီးဆိုင်ငယ်ပေါ်တက်သွားသည်မောင်းထွက်သွား၍ကြံခဲ့သည့်ဆိုင်ငယ်မိဘများကိုငေးကြည့်ရင်းလာပုံဤကွင်းတော်ကိုင်းစိတ်ကူးများမိဘများနှင့်လူတွင်ပါမတော်အောင်မင်းဲဆွဲထိန်ထားရသည်ထိုချိန်တွင်အတန်းချက်ဆက်အော်တန်းကြရသည် ပွဲလဲလိုက်ပြီးကုံမာရီအမျိုးသမီးများခင်ဗျာတဲ့ပွဲလဲလိုက်ရန်ခေါ်နေပြီဖုန်ညူကလည်းခုထိရောက်မလာသေးကောင်စုပ်ဖုန်ညူဒါငါ့ကိုတက်တက်အယူလုံသွားတာနေမှာအတွေ့နဲ့ဒေါသထွက်ခါချီဆောင်၍ကိုကိုလှဲ့အတွက်ခုနာစက်တိသမီးကိုမြင်အောင်မိတော့အားငယ်သွားရပြန်သည်ဒီပုံတိုင်းဆိုမြားစိမ့်ဖက်ကွင်းတော်အခုတထောင်လုံးလဲအကြီးတန်းလှပုံလို့ကွင်းတော်ကန်ရနိုင်ပြီမထင်တော်ပြီးတော်ပြီးလူဝဲလှဲ့လဲမလိုက်တော့ဘူး ကွန်းအောင်လည်းမကင်ရင်တော့ဘူးတော်ပြီစိတ်ပေါက်ပေါက်နှင်းအိမ်ထဲသို့ပြန်ဝင်ရန်ပြင်လိုက်သည်လှပုံဖိုးညူ၏အတန်းကိုကိုဆက်ခနဲနောက်ပြန်လှဲလိုက်မိသည်တိုက်ပုံအင်ဂျီနှင့်ပစိုးနှင့်ပြောင်းလဲအောင်ဖြီးထားသောသပင်နှင့်ဖိုးညူကိုတွေ့ရသည်သို့သောဖိုးညူလက်တစ်ဖက်ကပုံမှန်မဟုတ်စုံတစ်ခုကိုတိုက်ပုံအင်ဂျီအောက်တွင်ရင်ပတ်ထဲဖွဲ့ထားသလိုလက်ပါသွင်းထားပြီးလက်တစ်ဖက်ကတိုက်ပုံအင်ဂျီပေါ်စားကိုဂိုင်၍ဖုံးထားသည် လှပေါ်နင်းအလှပွဲမှာကိုနောင်ကင်ရင်လေဆိုအေးလေနင်းစကားကိုယုံပြီးနင်းကိုငါစောင့်နေတာငါတငယ်ချင်းတွေကလည်းတွားကုန်ပြီအခုတော့တော့ပါပြီငါလည်းမလိုက်တော့ဘူးလိုက်လေခံရမှာမဟုတ်ပါဘူးဟာနင်းကလည်းဟာစိတ်ကြလွယ်လိုက်တာနင်းကိုနောင်မကင်ရဘူးလို့ဘသူပြောလို့လဲနင်းကင်ရင်နဲ့ကိုနောင်ကိုကင်ရစီမယ်လို့ငါပြောထားတယ်မဟုတ်လားယော့ဒီမှာဖိုးညူကတိုက်ပုံအင်ဂျီအောက်တွင်ဖုံးထားသောရင်ဘတ်ထဲမှကိုနောင်ကိုထုတ်ကားလှပုံကိုလှမ်းပေးလိုက်သည် ညာရောင်လက်လက်စိမ့်နေသော ဖက်စိမ့်ကွမ်းတော်လေးကိုနှာပုံကြောင်၍ကြည့်နေမိသည်။ယူလီဟာဒါနင်းကိုင်းရင်နဲ့ကွမ်းတော်မဟုတ်လား။ဖိုးညိုနင်းနင်းကောင်ခိုးခိုးလာတာလား။ဟာမဟုတ်တာနင်းကလည်းအထင်သေးလိုက်တာ။နင်းမဲမဲမောမောတန်းတာနေတဲ့နင်းတန်မှုထားတဲ့ပစ္စည်းတစ်ခုကိုခိုးယူပြီးတော့နင်းကိုငါကပေးပါမလား။ဒါဖက်စိမ့်ကွမ်းတော်ထိုးတဲ့ဘာကြီးကိုတင်ခိုင်းပြီးတော့ငါကိုယ်တိုင်ထိုးထားတဲ့နင်းအတွက်ကွမ်းတော် ကဘာပေါ်မှာနင်းတူးတဲ့ကင်ရမဲ့ငါရဲ့မြဆိုင်ဘက်ကွမ်းတော်ဖိုးညူနင်းပါပြီပြောနေတာလေအေးလေနင်းစည်နာရှိလို့ငါအတွက်ဤတန်ကွမ်းတော်လုတ်ပြီးမိမဲ့လေဒီကွမ်းတော်ကငါနဲ့မတန်ပါဘူးဟာနောက်ပြီးဒီဘာလုံးကပေးတဲ့အလှမဲ့ဝဲဆိုတဲ့ဂုံဘုံနဲ့လည်းမညီပါဘူးဖိုးညူကဆက်ခနေဖြစ်သွားသည်ဘသူပြောလဲလှပေါဒီကွမ်းတော်ကနင်းနဲ့မတန်ဘူးလို့ဘသူပြောလဲဒီမဲလှပေါနင်းတေးသေးချာချာနားထောင် ဟောဒီကိုနောင်ဟာငါလက်နဲ့လှုပ်ထားတဲ့ငါရင်ထဲကကွမ်းနောင်ပါ။နင်းကလည်းငါရင်ထဲမှာအမြဲတမ်းရှိနေတဲ့ငါရင်ထဲကကွမ်းနောင်ငိုင်ပါ။ဘာဖြစ်လို့လဲဆိုတော့နင်းဟာယူသားတယ်၊ဖြူစင်တယ်၊မနာလိုစိတ်ကင်းတယ်၊သူတစ်ပါးကိုကူညီတတ်တယ်၊မေတ္တာထားတယ်၊မုဒိတာပွားတတ်တယ်။ဒါဟာနင်းရဲ့စိတ်အလှပေါ့။ပေါ်ရမြင်ရတဲ့အရေးပြတစ်ထောက်အလှထက်မြင်မားနဲ့ဆိုင်တဲ့စိတ်အလှကပိုတန်မှုမရှိဘူးလား။စိတ်အလှမဲ့ဘွဲအဖြစ်ဒီကွမ်းနောင်ကိုထိုက်ထိုက်တန်တန်နင်းကိုင်းသင့်ပါတယ်။ ါနှစ်ရဲ့ရင်နွေးအလှအတွက်ငါရဲ့ဂုံပြုကွမ်းတော်မှာတွေ့နေသောလှပုံမျက်နှာလေးကရှက်သွေးစွန့်နေသော အပြုံးလဲလဲနှင့်ပန်းသွေးရောင်ပြေးလာသည်ဟုတ်တယ်နော်ဖုန်းယူအလူပွဲဆိုတာတကယ်တော့ဒုဒရီရဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့အမြင့်မြတ်ဆုံးပွဲပဲအလူပွဲရဲ့ကွမ်းတော်ကင်တလေးကလည်းရှေးအစဉ်ဆက်ရူရတလေးတစ်ခုပဲဒါပေမဲ့ရူရတလေးကို ထိမ့်သိမ်းပါတယ်ဘာသာရေးကိုလေးစားယူသေးပါတယ်ဆိုပြီး အပေါ်ယံတွေကိုထိမ့်သိမ်းအပေါ်ယံတွေကိုပဲလိုက်နာပြီးဂုံပကာသနာကိုပဲရှည်တန်းတင်လို့ဂုံပြန်ကြမနာလူကြရွေးကြဆောင်းကြလူကြရဲကြရံဖြစ်ကြနဲ့နောက်ဆုံးတော့စိတ်အငြိကြီးတွေနဲ့ပြီးသွားကြတာများတာပဲမဟုတ်လားအေးပေါ်ဟာအဲ့ဒါကြောင့်အပေါ်ယံအလှနဲ့စိတ်အလှမှာစိတ်လှကပိုပြီးရေးကြီးတယ်လို့ပြောတာပေါ့ပေါ်ယံလှကပတ်ဝန်းကျင်ကိုတစ်ခဏသာလှစေပြီးစိတ်လှကတော့တန်တရာတစ်ခုလုံးကိုအလှဆင်ပေးနိုင်တယ်လေဒါဆိုဒုဒုတွေထိမ့်သိမ်းကြရမှာက အပေါ်ရန်အကာတွေမဟုတ်ဘဲအတွင်းပိုင်းအနှစ်သာရတွေပဲပေါ့ဘုံညိုဒါပေါ့ဟာလာဘုံဘုံညိုလက်ထဲမှာကွမ်းတောင်လေးကိုမျက်နှာတံပိုးထားစွာရဲရင်ယုံကြည်စွာနှင့်လှမ်းယူလိုက်သည်ဒါလှဘုံဤကွမ်းတောင်ဖြစ်သည်နောက်လှဘုံလက်ဆင့်ကမ်းရမြည်မြဆိုင်ဖက်ကွမ်းတောင်လေးလည်းဖြစ်ပါသည်ရွှေမြူတီရုပ်ဆောင်မဂ္ဂဇင်း2009ဂျွန်လနောက်ဆက်ပြီးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်